အားလုံးပဲမင်္ဂလာပါမဂျင်းမင်းကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာမဂျင်းမင်းပရိတ်တများအတွက်ဒီကနေ့ရွေးချယ်ထားတဲ့ animation လေးကတော့ incredible 2 2018ရုပ်ရှင်လေးပဲဖြစ်ပါတယ်ကဲအစင်သစ်ဖြစ်ပြီဆိုရင်တော့ကျွန်တော်တို့ recap လေးကိုစတင်လိုက်ကြရအောင်ပါကျွန်တော်ကတော့ season 10ဆက်သူဆက်ပဲဖြစ်ပါတယ် ရစ်တစ်ကာကစစ်စစ်ရေးခန်းထဲမှာတိုနီရင်ဂျာဆိုတဲ့ကောင်လေးကိုစုံစမ်းမေးမြန်းနေခဲ့ပြီးတော့ကောင်လေးကတော့သူ့အကြောင်းကထူးဆန်းတဲ့ကောင်မလေးနဲ့ပတ်သက်ပြီးတော့ဆက်ရှုံနေခဲ့ပါတယ်။သူကကြောင်းတန်းချိန်ပြီးမှ violence ဆိုတဲ့ကောင်မလေးကိုနောက်တစ်ပတ်ရုပ်ရှင်သွားကြည့်ဖို့ကိုချိန်လိုက်ပါတယ်။အဲဒီနောက်မှာတော့ကားပါကင်မှာထူးဆန်းတဲ့တိုက်ခိုက်မှုတစ်ခုဖြစ်ပြီးတော့ထိုနီကိုတော့မှထိမလို့ဖြစ်သွားတာကြောင့်သူကကြက်ကြောင်နဲ့ကားအောက်ကိုမှဝင်ပုန်းနေလိုက်ပါတယ်။ခဏကြာမှာတော့လူစွမ်းကောင်းမိသားစုကရောက်လာပြီးတော့ထိုနီကလည်းကားရဲ့တစ်ဖက်ကနေကိုထွက်သွားဖို့လိုလိုက်ပေမဲ့ရင်းနှီးတဲ့အတန်တစ်ခုကြားတာကြောင့်လှည့်ကြည့်မိလိုက်ပါတယ်။ ကောင်မလီကတော့သူ့ရဲ့မိသားစုကလူစိုးကိုတွားတိုက်ခိုက်ပြီးတော့သူ့ကိုယ်တော့ကလေးထိန်ဖို့ခြံခဲ့တာကြောင့်စစ်တပ်တို့နဲ့မျက်နှာဖုံးကိုပစ်ပေါက်လိုက်ပါဒါကြောင့်ထိုနေကလည်းသူအတန်းထဲမှာကြိုက်နေခဲ့တဲ့ကောင်မလေးကဖောင်လက်ကဟီရိုတယောက်ဖြစ်တာကိုတည်သွားခဲ့ပိုင်းဖောင်လက်ကတော့ထိုနေသူ့ကိုမြင်သွားတဲ့အတွက်ကိုမှထိုနေကိုရှင်းပြဖို့ကြိုးစားပေမဲ့လည်းကောင်လေးကတော့ကြောက်ပြီးတော့ထွက်ပြေးခဲ့တာပဲဖြစ်ပိုင်း ရေကတော့ထိုနေကိုဒီကြောင်းတွေကိုတရားရောက်ကိုပြောမိတယ်လားဆိုပြီးတော့မေးလိုက်တော့ထိုနေကတော့သူဘသူကိုမှမတွေ့ရသေးတာကြောင့်ဒီကြောင်းကိုတခြားဘသူကိုမှမပြောပြရသေးဘူးလို့ဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ်။အဲ့ဒါကြောင့်မို့လို့ရေကတော့မှတ်ညံဖြတ်စင်းတဲ့ကိုမှထိုလင်းရဲ့မှတ်ညံတဲ့ကအဲ့ဒီအပိုင်းကိုဖျက်ပစ်လိုက်ပါတယ်။ထိုနေထွက်သွားပြီးတဲ့နောက်မှာတော့အန်ဒာမီနာနဲ့တိုက်ပွဲကဆက်ဖြစ်နေပြီးတော့ဆွမ်းအရှင်မီတာစုကသူ့ကိုခက်ခက်ခဲခဲတိုက်ခိုက်နေရပါတယ်။လူစုကမြို့ရဲ့တဝက်လောက်ကိုဖျက်ဆီးပစ်လိုက်ပြီးတော့ဗန်နီတွေကပတ်စံတွေကိုပါယူသွားလိုက်ပါတယ်။ ဘောကပတ်ဆက်ဆုပ်တဲ့ပိုင်းမှာပိတ်မိသွားပြီးတော့အန်ဒာမီနာကိုလွတ်သွားခဲ့ပါတယ်။ပိုဆိုရာကတော့အေယာမဆက်ကြီးကစတင်လှုပ်ရှားလာပြီးတော့မြောက်ကနေဖောက်ထွက်ကရထားလမ်းကိုဖျက်ဆီးလိုက်ပါတယ်။ကံကောင်းစွာနဲ့ရေခဲလူသားရောက်လာပြီးတော့ရထားကိုမှမအောင်လို့ကယ်လိုက်နိုင်ပါတယ်။ဘောကတော့သူ့အေယာမဆက်ကြီးကိုအဆောက်အုံနဲ့ဝေးရောက်လို့လုံနေတော့မှပဲသူ့ရဲ့မိမကိုသူ့ကိုကူညီပေးဖို့ပြောပါတယ်။အဲ့ဒီအချိန်မှာပဲဒက်ကမြို့သူမြို့သားတွေကိုကယ်ပေးနေပြီးတော့အဖွားအိုတယောက်ကိုကယ်ပေးချိန်မှာပဲဗောင်လက်ကတော့ဂျက်ဂျက်ကိုသူ့စီကိုမှပေးလိုက်ပါတယ်။ ဗောင်လက်ကရတူရဲ့ဆွမ်းအားနဲ့မြို့ကိုကဲတင်ကျင်တာဖြစ်တဲ့အတွက်ကလေးထိန်းနာကသူမရဲ့အစီအစဉ်တဲမှာမပါဘူးပဲဖြစ်ပါရင်ဘောကရဆက်ကိုရတန်ဖို့နီလန်းရှာနေရင်အစာကတော့တရားပြည့်စင်မှုကြောင့်လူတွေမထိခိုက်အောင်လို့ခရီးပေးနေခဲ့ပါရင်ဒက်ကတော့ချက်ချက်ကိုသူ့ဖေစီကိုလွှဲပေးလိုက်ပြီးတော့ဘောကကလေးကိုဗောင်လက်စီကိုပြန်အပ်လိုက်ပါရင်ဒီနေ့ရဲ့အကြီးကျယ်ဆုံးစူပါဟီးရိုးတွေကိုဘေးကနေကိုမြင်လိုက်ရတဲ့ဝက်စတန်ကအရန်ကုန်မှပျော်ရှင်သွားပြီးတော့သူ့ရဲ့ရင်မောင်းကိုသူ့တို့နောက်ကိုလိုက်ဖို့အတွက်ကိုမှအမိတ်ပေးလိုက်ပါရင်လန်စာကသူ့ရဲ့ယောက်ျားရဲ့အကူအညီနဲ့ဆက်ရဲ့ဘွိုင်းလာကိုပိတ်ပြီးတော့ဆက်ကိုရတန်လိုက်ပါရင် ဒီချိန်မှာပဲဖောင်လက်နဲ့သူ့ရဲ့မောင်နှမတွေကရရှိလာခဲ့ပြီးတော့ဖောင်လက်ကတော့သူမရဲ့အကာအကွယ်အကွင်းကိုအတုံးပြုတ်ကမိသားစုကိုပောက်ကွဲမှုကနေကိုကောက်ွယ်ပေးလိုက်ခဲ့ပါတယ်။အရာအလုံးပြီးဆုံးသွားတဲ့ခါမှာတော့ရဲကားတွေကရောက်လာတာကြောင့် Frozen ကနေထွက်ပြေးသွားခဲ့ပြီးတော့ Incredible မိသားစုကိုတော့ရဲတွေကဖမ်းဆီးသွားခဲ့ပါတယ်။ဘာလို့လဲဆိုရင်တော့ Super Hero တွေရဲ့လှုပ်ဆောင်မှုတွေကတရားမဝင်လို့ပဲဖြစ်ပါတယ်။ မစ္စတာဝစ်စတန်ရဲ့ရေမောင်းကလည်းရေခဲလူသားကိုရှာတွေ့ပြီးတော့စူပါဟီးရိုးအလုပ်ကိုတရားဝင်ဖြစ်အောင်ကူညီပေးဖို့အခွင့်အရေးကိုပေးလိုက်ပါတယ်။ Yes ကမှာတော့ Helen နဲ့ Bob တို့ကိုစစ်စစ်မေးမြန်းပြီးတော့မြို့တော်ကိုပုံမပြက်စီးစီတဲ့ပြင်ကုန်မှာ Andamina ကိုမဖမ်းမိတာကြောင့်ဆွဆွဲခံရပါတယ်။ Jerry ရဲ့ဆိုရာ hero တွေမဆုတ်ဖက်ခဲ့ရင်ပျက်စီးမှုတွေပိုနေသွားမယ်လို့ဆိုပါရင် Ricky ရဲ့ကူညီမှုမရှိရင်သူတို့မိသားစုကိုအဖမ်းခံရမှာပဲဖြစ်ပြီးတော့အခုချိန်မှာတော့သူတို့မိသားစုကအင်ဂျင်ရမယ်ဖြစ်နေခဲ့ပါတယ်။ဘာလို့လဲဆိုရင်တော့အရင်တုန်းကတိုက်ပွဲတစ်ခုမှာသူတို့အိမ်ကိုဒုံးကျည်နဲ့ဖျက်ဆီးခံရလို့ပဲဖြစ်ပါတယ်။ ဲ့ဒါကြောင့်ဟိုတယ်မှာပဲနေမှာဖြစ်ပြီးတော့ဟိုတယ်ကိုသွားနေစင်မှာပဲဖောင်လက်ကသူ့ရဲ့တငယ်ချင်းကသူ့ကိုမျက်နှာဖုံးမပါပဲနဲ့မြင်သွားတယ်ဆိုတာကိုပြောပြလိုက်ခဲ့ပါဘောက်ကားရရစ်ကိုဒီပြဿနာတွေကိုဖြေရှင်းဖို့အကူအညီတောင်းလိုက်ပြီးတော့ခွနကားထိုနီရဲ့မှတ်ဉာဏ်ကိုဖျက်ခဲ့တာကအဲ့ဒါကြောင့်ပဲဖြစ်ပါရင်ရီကာဒိုထွက်ခွာခင်မှာပဲနိုင်ငံရေးသမားတွေကစူပါဟီးရိုးကာကွယ်ရေးအစီအစဉ်ကိုရက်စဲလိုက်ပြီးတော့သူတို့ကိုဟိုတယ်မှာနောက်ထပ်နှစ်ပတ်ပဲနေခွင့်ပေးနိုင်တယ်လို့ပြောလိုက်ခဲ့ပါရင် ရစ်ကိုနှုတ်ဆက်ပြီးရဲ့နောက်မှာတော့ဘော့ပရိုမီတာဆိုကလည်းညစာစားဖို့စုဝေးလိုက်ကြပြီးတော့သူတို့ဒီနေ့လုံးမိခဲ့တဲ့အမှားတွေကိုဆွေးနွေးကြရင်လည်းဖောင်လည်းကဂျန်ဂျန်နဲ့အတူနေရတာကမတရားဘူးလို့ပြောလိုက်ခဲ့ပါ යි သူရဲ့မိဘတွေကပျော်စရာတွေလုံးနေတဲ့အချိန်မှာပဲသူကတော့ကလေးထိနေတာကိုမချင်မနဲ့ကိုမှဖြစ်နေခဲ့ပါ යි ဘောကတော့စူပါဟီးရိုးဖြစ်ကိုမှလှုပ်တာကိုဆက်လှုပ်ချင်တာပဲဖြစ်ပြီးတော့ဥပဒေကတားမြစ်ထားပေမဲ့လူတွေကိုကူညီဖို့သူရဲ့စွမ်းအားတွေကိုအသုံးပြုရတာကိုပြောနေခဲ့တာပဲဖြစ်ပါ යි လေးတွေအိတ်သွားတဲ့အခါမှာတော့ဘောမနဲဟယ်လင်ကရေကူးကန်ဘေးမှာထိုင်လိုက်ကြပြီးတော့ဘာလို့ရမလဲဆိုတာကိုဆွေးနွေးနေကြပါတယ်။သူတို့ရဲ့ဖြေကတော့သူတို့ရဲ့ရင်လိုမျိုးဘဝကိုပြန်သွားဖို့ပဲဖြစ်ပါတယ်။ဘောကတော့ပျော်စရာကောင်းတဲ့လုပ်ကိုပြန်လုပ်မယ်။ဟယ်လန်ကတော့ကလေးတွေကိုအိမ်မှာပြုစုစောင့်ရှောက်ရမှာပဲဖြစ်ပါတယ်။ ဒီမျိုးစကားတွေပြောနေစင်မှာပဲသူတို့တွေအတန်တစ်ခုကိုကြားလိုက်ပြီးတော့ချက်ချင်းပဲတိုက်ခိုက်ဖို့ကိုအတင်ပြင်လိုက်ကြပါရင်ဒီချိန်မှာပဲ Lucas ပေါ်လာပြီးတော့သူတို့ကိုကန့်လန့်ချက်တစ်ခုပြောပြလိုက်ပါရင်သူတို့တောင်းရောက်ကို Western Devoy ရဲ့ Energy ကိုခေါ်ထားတာဖြစ်ပြီးတော့အဲ့ဒီကတန်းကြွယ်တထေက Super Hero အလုပ်ကိုတရားဝင်ဖြစ်အောင်လို့ကူညီပေးခြင်းနေခဲ့ပါရင် Lucas ကလည်းသူကခုပဲအဲ့ဒီကိုသွားမယ်လို့ပြောပြီးတော့ Bob ကတော့ဒီတရင်ကိုကြားရတဲ့အခါမှာတော့စစ်လို့ရှာသွားခဲ့ပါရင် Helen ကတော့တန်တရားဝင်နေခဲ့ပေမဲ့လို့သူတို့က Energy ကိုသွားဖို့ကိုဆုံးဖြတ်လိုက်ကြပြီးတော့ Lucas ကတော့သူရဲ့အရင်ဝတ်စုံတွေကိုဝတ်ဖို့ကိုအကြံပေးလိုက်ပါတယ်။ ။ဘာလို့လဲဆိုရင်တော့ Wisdom ကအတက်ကိုလွမ်းဆွတ်တက်တဲ့သူဖြစ်လို့ဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ်။သူတို့မိဘတွေ Jacket အောက်မှာဝစ်စုံနေဝစ်ပြီးတော့ထွက်သွားတာကို Violet ကလည်းတတိထားမိပြီးတော့တခုခုမှားနေတယ်လို့ទីလိုက်ပါတယ်။တောရောက်တဲ့အင်တော်ကြီးကိုရောက်တဲ့အခါမှာတော့ Wisdom ကသူတို့ကိုကြိုဆိုပြီးတော့သူကစူပါဟီးရိုးတွေရဲ့ပရိသတ်ကြီးလို့မိတ်ဆက်လိုက်ခဲ့ပါတယ်။ပြီးတော့သူရဲ့ညီမ Evelyn Devol လည်းရရှိလာခဲ့ပါတယ်။တန်းကျွတ်တထေကစူပါဟီးရိုးတွေရဲ့ဂုဏ်သတင်းကိုပြန်လည်ထူထောင်ဖို့ကိုညင်ချင်းတဲ့အကြောင်းကိုရှင်းပြလိုက်ပါတယ်။သူရဲ့ဖေကသူရဲ့ပတ်စံတော်တော်များများကိုစူပါဟီးရိုးတွေကိုထောက်ပံ့ဖို့လှူဒါန်းခဲ့ပြီးတော့ အဲ့ဒါကြောင့်ပဲသူကစူပါဟီးရိုးတော်တော်များများနဲ့တိဖြစ်ခဲ့တယ်လို့လည်းပြောလိုက်ခဲ့ပါတယ်။သူရဲ့အိမ်မှာစူပါဟီးရိုးတွေကိုခေါ်ဖို့ဖုန်းတလုံးတက်ထားခဲ့ပြီးတော့တနေ့မှာတော့တခိုးတွေဟာအင်ကြီးတွေကိုချိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ဝက်စတန်ရဲ့ဖေဟာစူပါဟီးရိုးတွေကိုအကူအညီတောင်းခဲ့ပေမဲ့လို့ဘသူမှမပြန်မဖြေခဲ့ပါဘူး။အကြောင်းကတော့စူပါဟီးရိုးတွေဟာတရားမဝင်တော့လို့ပဲဖြစ်ပါတယ်။တခိုးတွေကတော့အကူအညီတောင်းနေတဲ့လူကိုမြင်သွားပြီးတော့သူ့ကိုပြစ်ခတ်လိုက်ကြပါတယ်။ လာနေခဲ့ကြပြီးတဲ့နောက်မှာတော့ Mr. DeVore ဟာလည်းဝန်ထဲပူဆွေးမှုတွေကြောင့်တည်ဆုံသွားခဲ့ရပါတယ်။ Winston ကတော့သူ့အဖေတည်ဆုံမှုကိုနိုင်ငံတော်အပေါ်ကိုအပြစ်တင်နေခဲ့ပါတယ်။အကြောင်းကတော့နိုင်ငံတော်ကစူပါဟီးရိုးတွေကိုတရားမဝင်ဖြစ်စေပြီးတော့ပုံအောင်နေစေဖို့သူတို့ကသူ့အဖေကိုမကာကွယ်ပေးနိုင်ခဲ့ဘူးလို့ထင်နေတာပဲဖြစ်ပါတယ်။ဒါပေမဲ့လို့ Evelyn ကတော့သူ့မိဘတွေကအကူအညီဆောင်ရှောက်နေမယ်စာသူ့ဝက်ခန်းထဲကိုသွားတင်တာဖြစ်ပြီးတော့အဲ့ဒီလိုမျိုးသွားခဲ့ရင်သူ့ရဲ့မိဘတွေတည်ဆုံမှာမဟုတ်ဘူးလို့ပြောလိုက်ခဲ့ပါတယ်။ Winston ကတော့သူညီမရဲ့အမြင်ကိုသဘောမတူပေမဲ့လို့သူတို့နှစ်ယောက်ကတော့သူတို့အဖေရဲ့ကုမ္ပဏီဖြစ်တဲ့ DevTech ကိုကမ္ဘာကြီးဆုံးဆက်သွယ်ရေးကုမ္ပဏီဖြစ်ကိုမှပြောင်းလဲဖန်တီးခဲ့ပါတယ်။ Apple ကတော့ထုတ်ကုန်တစ်တွေနဲ့တီထွင်မှုတွေကိုတာဝန်ယူပြီးတော့ Western ကတော့ရောင်းအားကိုတာဝန်ယူပါတယ်။ Western ကတော့ Super Hero တွေကိုဘုတ်ဖွဲ့ခမ်းမတွေကိုခေါ်သွားပြီးတော့လူအဖွဲ့စီကသူတို့ကိုပုံမှုလေးစားလာစေဖို့အတွက်သူတို့ရဲ့အမြင်ကိုပြောင်းလဲဖို့လိုတယ်လို့ပြောလိုက်ခဲ့ပါတယ်။အဲ့ဒီအတွက်သူတို့ကလည်းမကောင်းတဲ့လူတွေကိုလိုက်ဖမ်းတဲ့အချိန်ကနေဖမ်းမိတဲ့အချိန်ထိကိုလုပ်ငန်းစဉ်တစ်ခုလုံးကိုလူတွေကိုပြသဖို့လိုတယ်လို့သူကပြောလိုက်ပါတယ်။ဒါကိုလုပ်ဖို့အတွက်ကတော့ Super Hero တွေဟာ Evelyn ဖန်တီးထားတဲ့ကင်မရာတွေကိုဝတ်ဆင်ဖို့လိုပါတယ်။ ဒီကင်မရာတွေဟာအရွယ်စားတေးပေးမယ်လို့အရေးတွင်းမြင်မာတွေပုံရိပ်တွေကိုထုတ်လုပ်ပေးနိုင်ပါတယ်။ဒီကြံကိုကြားပြီးတဲ့ခါမှာတော့ Bob ကစစ်လို့ရှားသွားခဲ့ပြီးတော့စဖို့အဆင်သင့်ဖြစ်နေပြီလို့ပြောလိုက်ပေမယ့်လို့ Winston Carrot ကိုသတင်းစိုးတစ်ခုပေးလိုက်ပါတယ်။ပထမဦးဆုံးမစ်ရှင်ကိုစတင်ဖို့အတွက် Helen ကိုပဲရွေးချယ်ထားတယ်လို့သူကတော့ပြောလိုက်ပါတယ်။ဒီဆုံးဖြတ်ချက်ကိုသူညီမရဲ့တွေ့ချက်မှုတွေအရဆုံးဖြတ်ထားတာဖြစ်ပြီးတော့ Helen က bomb နဲ့ရေခဲလူသားတို့တက်စာရင်မစ်ရှင်တွေမှာပျက်စီးမှုနည်းတယ်ဆိုတဲ့အချက်လက်တွေကိုတွေ့ထားလို့ပဲဖြစ်ပါတယ်။ ဝက်စတန်ကားရစူပါဟီးရိုးတွေကိုတရားဝင်ဖြစ်စေဖို့မျှော်လင့်ထားပြီးတော့အဲ့ဒါဆိုရင်လူတိုင်းပြန်လည်ပူပေါင်းလှုပ်ဆောင်နိုင်မယ်လို့ယုံကြည်နေတာပဲဖြစ်ပါရင်ဘောကားရတုတ်ကိုပထမဦးဆုံးမရှင်အတွက်ကိုမှရွေးချယ်ခြင်းမခံရတာကိုဒေါသထွက်နေခဲ့ပါရင်ဘာလို့လဲဆိုရင်တော့သူကသူ့ကိုသူအတော်ဆုံးစူပါဟီးရိုးလို့ယူဆနေလို့ပဲဖြစ်ပါရင်ဒါပေမဲ့လို့နောက်ဆုံးမှာတော့သူကသူ့ရဲ့အတ္တကိုရှော့ချပြီးတော့စီးပွားရေးလုပ်ငန်းရှင်ရဲ့အစီအစဉ်ကိုလိုက်နာဖို့ဆုံးဖြတ်လိုက်ပါရင်ပြဒနာကတော့ဟဲလင်ကဒီကိစ္စကိုလက်ခံတင်မခံတင်မဆုံးဖြတ်နိုင်သေးတာပဲဖြစ်ပါရင်ဘာလို့လဲဆိုရဲသူ့ရဲ့ဦးစားပေးကသူ့ရဲ့ကလေးတွေကိုကောက်ွယ်ဖို့ဖြစ်လို့ပဲဖြစ်ပါရင် ဒါပေမဲ့လို့သူ့ရဲ့ယောက်ျားကတော့ကလေးတွေမှာစူပါပါဝါတွေရှိတဲ့အတွက်စူပါဟီးရိုးတွေတရားဝင်ဖြစ်လာရင်သူတို့ကဒီလောက်ကိုလောက်ကင်နိုင်မယ်လို့ပြောပြီးတော့ဟဲလင်ကိုစီရင်လိုက်ခဲ့ပါတယ်။နောက်တနေ့မနေ့မှာတော့ Western က Incredible မိသားစုကိုသူတို့နေထိုင်ဖို့အင်ရှာတွေ့ရတဲ့ခြေကိုတူဝင်တလုံးကိုပို့လိုက်ခဲ့ပါတယ်။အင်ဂျီရဲကိုဝင်လိုက်တဲ့အခါမှာတော့တမီသားစုလုံးကအံ့အားတင့်သွားခဲ့ပြီးတော့ဒက်ရှ်ကတော့အင်ကိုလှည့်ပတ်ကြည့်ဖို့ပြေးသွားခဲ့ပါတယ်။ကောင်လေးကလည်း remote control တစ်ခုကိုတွေ့ပြီးတော့ အင်ဟာအလိုလျောက်စနစ်နဲ့ကိုလဲပက်နေတယ်ဆိုတာကိုသိရှိသွားခဲ့ပါတယ်။ဒါပေမဲ့ပရီဘောကတွေရေကူးကန်တွေကိုကြာသွားတဲ့အခါမှာအချင်းတွေကထိန်းချုပ်လို့မရဖြစ်သွားခဲ့ပါတယ်။ဒီပြဿနာတွေကိုရှင်းလင်းပြီးတဲ့နောက်မှာတော့ဟဲလင်က DevTech ကထောက်ပံ့ပေးတဲ့ဝစ်ဆုံအစ်စ်ကိုစက်တက်ဝစ်ဆင်ကြည့်ခဲ့ပါတယ်။ဟဲလင်ကတော့ဒီဝစ်ဆုံအစ်စ်ကိုသဘောမကျခဲ့ပေမဲ့လို့အခုချိန်ထိတော့ဝစ်ဆင်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဂိုဒေါင်ထဲမှာသူ့ရဲ့ကြော်ကြားတဲ့ဆွဲဆက်နိုင်တဲ့မော်တော်ဆိုင်ကယ်ကိုတွေ့နေပေမဲ့လို့အခုဟာကတော့ပိုခစ်မိပြီးတော့နောက်ဆုံးပေါ်ဖြစ်နေခဲ့ပါတယ်။ ဟယ်လင်ကတော့ဆိုင်ကယ်မစီးရတာကြာပြီဖြစ်တာကြောင့်စီးရတာခက်ခဲပေမဲ့လို့မကြခင်တော့အသားကျသွားမယ်လို့တွေးလိုက်ပါတယ်။သူကတော့မော်တော်ဆိုင်ကယ်စီးပြီးတော့လမ်းတွေပေါ်မှာလိုက်ပတ်လိုက်ပါတယ်။သူ့ကိုတကဘာလုံးကပရိသတ်တွေကအားပေးနေတာကိုမြင်တဲ့အတွက်ကမှသူကတော့အရန်ကိုမှပျော်ရှင်သွားခဲ့ရပါတယ်။မင်းနဲ့နေငယ်ကြတဲ့အခါမှာတော့ဟယ်လင်ကလေဆေးကိုရရှိလာခဲ့ပြီးတော့သူ့ရဲ့ပထမအဦးဆုံးမစ်ရှင်ကိုစတင်ဖို့လေယာဉ်ပေါ်ကိုတက်သွားခဲ့ပါတယ်။ဝင်းစတန်ကတော့သူ့ကိုမြို့နီးကရာဇဝတ်မှုနဲ့မြင်းနဲ့မြို့တစ်မြို့ကိုခေါ်သွားခဲ့ပါတယ်။ ဒီချိန်မှာပဲပေါ့ကာတော့အိမ်မှာရှိနေပြီးတော့ကလေးတွေကိုစားရှောင်နေရပါတယ်။မနက်စာစားပြီးတဲ့နောက်မှာတော့ Violet နဲ့ Dash တို့ကအကြောင်းကိုသွားလိုက်ကြပါတယ်။ဘော့ကာရောအိမ်မှာပဲချက်ချက်ကိုတနေကုန်ဂီယူဆိုက်ရပြီးတော့ဟယ်လင်ကာရောနီယူအဘန်မှာရဲရဲရေဒီယိုကိုနားထောင်ရင်းလမ်းကြားထဲမှာရှိနေခဲ့ပါရင်ယုတ်တရက်ဖုန်းခေါ်ဆောင်မှုတစ်ခုရတာနဲ့သူကချက်ချင်းပဲအဲ့ဒီနေရာကိုပြေးသွားခဲ့ပါရင်မျိုးရော့ဝင်ကယထာအစ်တစည်းကိုစတင်မိတ်ဆက်နေပေမဲ့လို့ယထာစတင်မလိုက်တာနဲ့နောက်ပြန်ဆုတ်သွားခဲ့ပါရင် ဟယ်လန်ကတော့အဲ့ဒါတခုခုမှားနေတယ်ဆိုတာကိုသတိထားမိသွားခဲ့ပြီးတော့ယထာလန်ကတော့40ကီလိုမီတာပဲရှိနေပေမဲ့ယထာကတော့160ကီလိုမီတာနှုန်းနဲ့ကိုမှသွားနေတာကိုတည်လိုက်ရပါတယ်။အဲ့ဒါကြောင့်ဟယ်လန်ကတော့ယထာကိုအချိန်မီကိုရပ်အောင်လို့ပြေးတရတော့မှာပဲဖြစ်ပါတယ်။သူကတော့မော်တော်ဆိုင်ကယ်နဲ့အဆောက်အဦတွေအောက်ကိုဖြတ်ပြီးတော့ယထာနဲ့မြင်အောင်လို့လိုက်လိုက်ပါတယ်။ဒါပေမဲ့လို့ကျင်းမြောင်းနဲ့ဥမင်နဲ့ကိုဖျက်ရတော့မှဖြစ်တဲ့အတွက်ကိုမှဆိုင်ငယ်ကိုပြစ်ပြီးတော့ယထာကိုရက်ဖို့အမြန်အစီအစဉ်ဆွဲရပါတော့တယ်။သူကတော့ယထာမောင်းသူကိုနှိုးဖို့ကြိုးစားပေမဲ့လို့ယထာမောင်းတဲ့သူကစိတ်ညစ်ခံထားရတာပဲဖြစ်ပါရင် ဲ့ဒါကြောင့်သူ့ရဲ့တခုတည်းတော့ရွေးချယ်စရာကတော့ယထာကိုကင်ထားပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကိုမိုးပြဖို့ပါဖြစ်ကုန်မှာတုံးကယထာကိုနှိမ့်အောင်လို့လုပ်ဖို့ပဲဖြစ်ပါရင်သူ့ရဲ့အစီအစဉ်ကအလုပ်ဖြစ်သွားခဲ့ပြီးတော့ယထာကတော့ပြုတ်ကျမသွားခင်မှာရက်တက်နိုင်လိုက်ခဲ့ပါရင်ယထာလေးကိုဝင်ပြီးတော့ယထာမောင်းသူနဲ့စကားပြောခဲ့တဲ့အခါမှာအဲ့ဒါကဓာတ်ရိုက်တိုက်ခိုက်မှုဖြစ်ပြီးတော့မြို့ကိုအန်နီရဲ့ပြူပေါ်ရန်သူတယောက်ကပေါ်ထွက်လာတဲ့ဆိုရာကိုသူသိလိုက်ပါရင်ကြောင်ပြီးတဲ့နောက်မှာတော့ final leg ကလည်းထုံနေတဲ့ရုပ်ရှင်တူတူတွားကြည့်ဖို့အတွက်ကိုအဆင်အသင့်ဖြစ်နေပြီးတော့သူတို့ရဲ့ပထမအ우ဆုံးချိန်တွေ့မှုအတွက်ကိုမှဆက်လို့ရှာနေခဲ့ပါရင် ဘုံကရက်ကြက်ကြကိုအိပ်ပျော်အောင်လို့လုပ်ပြီးတဲ့ခါမှာတော့ TV ရှေ့မှာထိုင်ပြီးတော့အနားယူလိုက်ပေမဲ့ Dash ကတော့သူ့ရဲ့တင်ချာစောင့်ပေးပွဲအတွက်အကူအညီတောင်းဖို့ကိုရောက်လာခဲ့ပါတယ်။ဘုံကရက်သူ့ကိုတင်ပေးဖို့အတွက်ကိုစူးစမ်းပေးမယ်လို့ကြောင်းပြတာနှစ်တွေကြာပြီဖြစ်လို့ညီမချင်းတချို့ကိုဘယ်လိုလုပ်ရမလဲမသိဘူးဆိုတာကိုမေးနေခဲ့ပါတယ်။ Dash ကတော့သူ့အမိပြန်လာတဲ့ထိကိုစောင့်ပြီးတော့ Helen ကိုတင်ခိုင်းမယ်လို့ပြောတဲ့အတွက်ကိုဘုံကရက် Helen ကသူ့ထက်ပိုတော်တယ်ဆိုတာကိုလက်မခံနိုင်ဖြစ်သွားခဲ့ပြီးတော့ဒေါသထွက်သွားခဲ့ရပါတယ်။ရုတ်တရက် TV ကနေအတန်တခုကြားလိုက်ပြီးတော့ကြက်ကနိုးနေပြီဆိုတာကိုတီးလိုက်ရပါတယ်။ ဘောကရအရန်ကိုမှပင်ပန်းနေတဲ့အကြောင်းကြက်ကြက်ကိုပြန်အိပ်ပြောင်းအောင်လို့ပုံမြင်ပြောရင်းနဲ့အိမ်ငိုက်သွားခဲ့ပါရင်မင်းနဲ့နေငယ်ကြောင်မှာတော့ဘုတ်ကသူ့ရဲ့သားကိုပကတ်ထဲကိုထည့်ပြီးတော့ထွက်မသွားအောင်လို့ဇပွဲတလုံးနဲ့ကိုမှပိတ်ထားလိုက်ပါရင်ဘုတ်ကရသူ့ရဲ့ခန်းထဲကိုသွားရင် violet ချင်းတွေ့တာကနေကိုပြန်လာပေးမယ်လို့အိမ်ထဲကိုမဝင်သေးတာကိုတွေ့သွားခဲ့ပါရင်ဘုတ်ကရသူ့စီကိုသွားပြီးတော့ဘာဖြစ်တာလဲဆိုတာကိုမေးလိုက်ပေးမယ်လို့ violet ကတော့ဒီကြောင်ကိုပြောဖို့ညှင်းဆန်လိုက်ပါရင် မိနစ်နည်းငယ်ကြာပြီးတဲ့နောက်မှာတော့ချက်ချက်ကအေဂန်နဲ့ကိုပြန်လာပြီးတော့ TV ဖွင့်လိုက်ပေးမယ်လို့ဘုတ်ကတော့ပြန်မနေတာကြောင့်သူ့ရဲ့သားဘီနာမှာနေပြီးတော့ဆိုဖာပေါ်မှာပဲအိပ်ပျော်သွားခဲ့ပါ යි ကလေးကတော့မှုကေးအစီအစဉ်တစ်ခုကိုကြည့်နေရင်အိမ်ပြင်ကအမှိုက်ပုံးတဲ့ကိုရက်ကွန်တကောင်ဝင်နေတာကိုမြင်တော့တခိုးလို့ထင်လိုက်သွားတဲ့အတွက်ကိုမှကလေးကသူ့ရဲ့စွမ်းအားတွေကိုတုံပြီးတော့ဖန်တကားကိုဖျက်ကျော်ကအမှိုက်ပုံးကိုသူ့ရဲ့အစွမ်းနဲ့ကိုမှပိတ်လိုက်ပါ යි ရက်ကွန်ကတော့ဒေါသထွက်သွားခဲ့ပြီးတော့သူတို့တွေစတင်တိုက်ခိုက်လိုက်ကြပါ යි ကြကြကတော့ရက်ကွန်ကိုလွှတ်ပစ်လိုက်တော့ရက်ကွန်ကတော့ကလထိုင်ထဲမှာကိုပိတ်မိသွားခဲ့ပါ යි ကြကြရဲ့ခန္ဓာကိုယ်ကမိတောက်တွေထွက်လာခဲ့ပြီးတော့သူ့ရဲ့နာကအရာအလုံးကိုမိခင်လိုက်ပါယကံကောင်းထောင်းမဆောင်နဲ့ပဲရဂွန်ကမိခင်မဖြစ်ပဲနဲ့လွတ်သွားခဲ့ပါယကြကြကတော့သူ့ကိုလေဆာအစွမ်းနဲ့တိုက်ခိုက်တော့ရဂွန်ကတော့သူ့ဘော်ကိုခုန်တက်လိုက်ပါယအဲဒီအချိန်မှာပဲဘုတ်ကအတန်တွေကိုကြားပြီးတော့နိုးလာကရန်ဖြစ်နေတာကိုဖျက်ပြဖို့စူးစမ်းလိုက်ရပါယကလေးတွေပုံတူတွေကိုပွာလာပြီးတော့ရန်သူကိုခုခံလိုက်ကြပါယရဂွန်ကတော့လွတ်သွားပြီးတော့ဘုတ်ကတော့သူ့ရဲ့သားနဲ့ပွာထားတဲ့ပုံတွေကိုပြန်စုဖို့စူးစမ်းလိုက်ပါယဘုတ်ကတော့ကြောက်နေစေဖြစ်ပေမဲ့လို့သူ့အသက်ငယ်ဆုံးတောက်မှလည်းစွမ်းအင်တွေရှိတာကိုလည်းတိလိုက်ရတော့ပြောသွားခဲ့ပါယ မိနစ်နည်းငယ်ကြာပြီးတဲ့နောက်မှာတော့ဟယ်လင်စီကဖုန်းလာပြီးတော့ဟယ်လင်ကသူ့ရဲ့မရှင်အကြောင်းနဲ့လူထောင်ကြီးကိုသူတယောက်တည်းကဲတင်နိုင်ခဲ့တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဒါကိုကြားတော့ Bob ကလည်းသူ့ရဲ့ဇနီးအတွက်ကိုပြောနေပေမဲ့လို့သူ့ကိုယ်သူဖခင်တယောက်အနေနဲ့ကိုပါဆိတ်ပြတ်မိသွားခဲ့ပါတယ်။ Bob ကတော့ Dash နဲ့ Jet Jet ကိုသူ့ကိုခံတဲ့ကိုခေါ်သွားပြီးတဲ့နောက်မှာတော့သူလည်းအေးအာဝင်သွားခဲ့ပါတယ်။ဒါပေမဲ့လို့သူကသူ့တင်ချာမတက်တာကိုစိတ်ညစ်နေတာကြောင့်အိတ်မပြောဘဲနဲ့တညာလုံးတင်ချာလေးလာနေခဲ့ပါတယ်။ နောက်နေ့မနေ့မှာတော့သူက dash ကိုနှိုးပြီးတော့ကြောင်းမသွားခင် dash ရဲ့တင်ငန်းစာတွေကိုကူညီပေးလိုက်ပါရင်အဲဒီနေ့မှာတော့ phone လက်ကထိုနေစီကိုသွားပြီးတော့ရုပ်ရှင်ကြည့်ဖို့ချိန်ထားတာကိုသူမေးသွားပြီလားဆိုပြီးတော့မေးလိုက်ပါရင် phone လက်ကတော့ထိုနေကသူပြောနေတာတွေကိုနားမလည်ဘူးဆိုတာကိုတတိထားမိသွားခဲ့ပြီးတော့ထိုနေကသူ့ကိုမတီးဘူးလို့တောင်မှပြောလိုက်ခဲ့ပါရင်တရင်အစီအစဉ်တစ်ခုမှာတော့ Helen က Ambassador Selene ကိုမှတွေ့ပြီးတော့ Ambassador ကလည်းသူ့ကိုပြန်တွေ့ရတာဝမ်းသာတယ်လို့ပြောလိုက်ခဲ့ပါရင်မင်းနဲ့နေငယ်ကြာပြီးတဲ့နောက်မှာတော့ချက်က Helen နဲ့ Diane interview လုပ်လိုက်ပေမဲ့လို့ထူးဆန်းတဲ့အရာတွေဖြစ်လာခဲ့ပါရင် ချိုက်ကတော့ထိုးစက်တဲ့စကားတွေစပြောခဲ့ပြီးတော့ဟယ်လင်ကတော့ဒါကဖန်သားပြင်ကနေလူတွေကိုထိန်းချုပ်နိုင်တဲ့ဆက်ခရင်စလီဗာရဲ့တိုက်ခိုက်မှုတစ်ခုဆိုတာကိုတည်သွားခဲ့ပါတယ်။သူကတော့ချက်ကိုအသုံးပြုပြီးတော့ Ambassador ရဲ့ရဟတ်ရည်ကိုထိန်းချုပ်နေတယ်ဆိုတာကိုတည်သွားတဲ့အတွက်ကိုမှဟယ်လင်ကတော့ Ambassador ကိုကဲဖို့လင်းရည်တဲ့ကိုချက်ချင်းကိုမှသွားလိုက်ခဲ့ပါတယ်။ရဟတ်ရည်တဲ့ကိုဝင်တဲ့အခါမှာတော့ဖန်သားပြင်တွေအားလုံးကိုဖျက်ဆီးလိုက်တဲ့အတွက်လင်းရည်မှုတွေကတတိပြန်ရလာခဲ့ပါတယ်။ ဟယ်လင်ကတော့ရဟတ်ရင်ကိုထိမ့်ပြီးတော့အတင်းစင်းတက်ဖို့ကိုကြိုးစားလိုက်ပိုင်းဆက်ခရင်စလီဗာကလည်းနောက်လေရင်တစီပို့ပြီးတော့ဟယ်လင်ကိုတိုက်ခိုက်လိုက်ပေမဲ့လို့ဟယ်လင်ကတော့အမ်ဘက်စတာနဲ့တူတူရေထဲကိုမှခုန်ချလိုက်ပိုင်းသူတို့လုံခြုံသွားတဲ့အခါမှာတော့အမ်ဘက်စတာကရေမကူးတက်တဲ့အတွက်လမ်းပြီးတော့တရေလက်သွားခဲ့ရပိုင်းနောက်နေ့မနေ့မနေ့စာစားချိန်မှာတော့ဖိုင်အိုလက်ကဒေါသထွက်နေခဲ့ပိုင်း ထိုနေကတော့သူလှုပ်ဝက်ချက်ကိုတီးသွားတဲ့အတွက်သူ့ကိုလစ်လို့ရှုပြီးတော့မတီးဘူးလို့ဟန်ဆောင်နေတယ်လို့ပြောလိုက်ခဲ့ပါတယ်။ဒီချိန်မှာသူ့ရဲ့ဖေကရစ်ကိုတိုနီရဲ့မျက်ညံဖြတ်ပစ်ဖို့ကိုမှပြောထားတယ်လို့ပြောလိုက်ခဲ့ပါတယ်။ဒါကတော့မိသားစုရဲ့လှုပ်ဝက်ချက်ကိုကာကွယ်ဖို့အတွက်ကိုဖြစ်ပေမဲ့လို့ဒါကိုကြားတော့ဖောင်လက်ကဒေါသထွက်သွားခဲ့ပြီးတော့အခန်းထဲမှာပိတ်နေလိုက်ပါတယ်။ဝက်စတန်ရဲ့ရုံးကန်ကိုဟယ်လင်ရောက်သွားတဲ့ခါမှာတော့သူ့ရဲ့ကြိုးစားမှုတွေကစူပါဟီးရိုးတွေရဲ့ပုံရိပ်ကိုပြန်ကောင်းလာစေတယ်ဆိုတာကိုသိလိုက်ရပါတယ်။ Ambassador ရဲ့ထောက်ခံမှုကိုလည်းရထားခဲ့ပေမဲ့လို့ Sacred Sliver ကလည်းလွတ်နေသေးတာကြောင့်သူတိတ်တော့မပြောခင်နိုင်ပါဘူး။ စကရင်စလီဗာကလူတွေကိုထပ်ပြီးတော့ထိခိုက်စေနိုင်တာပဲဖြစ်ပါတယ်။ဝက်စတန်ကသူ့ကိုစိတ်သက်သာရာရစေဖို့စူပါဟီးရိုးအစ်စ်တွေပြပေးလိုက်ပါတယ်။အဲ့ဒီထဲကတယောက်ကတော့ဟယ်လင်ရဲ့ပြိတက်ဖြစ်တဲ့အတွက်ကိုမှသူ့ကိုသူမိတ်ဆက်လိုက်ပြီးတော့သူကတော့ပေါ်တယ်တွေဖွင့်နိုင်တဲ့အစွမ်းရှိတယ်ဆိုတာကိုပြလိုက်ပါတယ်။ဟယ်လင်ကတော့သူ့ရဲ့လုပ်ပေါ်ကင်ပန်းအစ်စ်တွေနဲ့ကိုတွေ့ပြီးတဲ့နောက်မှာတော့အင်ဖလင်နဲ့စကားပြောနေရင်းနဲ့စကရင်စလီဗာကိုဖမ်းဖို့အစီအစဉ်တစ်ခုရာသွားခဲ့ပြီးတော့သူ့ရဲ့တငယ်ချင်းအစ်စ်ကိုကိုညီဖို့တောင်းဆိုလိုက်ပါတယ်။ ဲ့ဒီအချိန်မှာပဲပုပ်ကရစ်ကိုဖုန်းခေါ်ပြီးတော့ဗိုင်ယိုလန်နဲ့တိုနီကိုပြန်ဆင်ပြန်အောင်လုပ်ကူညီပေးဖို့ကိုတောင်းဆိုလိုက်ပါတယ်။ရီဂါရက်ထိုနီကတူမီဘာရီရဲ့စားတောက်ဆိုင်ဖြစ်တဲ့ Happy Platter မှာအချိန်ပိုင်းစပွဲတို့ဖြစ်ကုန်မှာအလုံးလုံးနေတယ်လို့ပြောပြလိုက်ပါတယ်။နောက်တနေ့မှာတော့ပုပ်ကသူ့ရဲ့တငယ်ချင်းတွေကိုဒီစားတောက်ဆိုင်မှာနေ့လယ်စာစားဖို့ကိုခေါ်သွားခဲ့ပြီးတော့ဗိုင်ယိုလန်ကတော့ထိုနီဒီမှာစပွဲတို့မြင်တဲ့အတွက်ကိုအားအားတင့်သွားခဲ့ပြီးတော့ရှည်တီးသွားခဲ့ပါတယ်။ဗိုင်ယိုလန်ကတော့ရှက်သွားတဲ့အတွက်ကိုမှမျက်နှာကိုဖုံးပြီးတော့အင်တာကိုထွက်သွားခဲ့ပါတယ်။ ဟယ်လင်ကတော့လည်း channel ကိုဖုံးပြောင်းနေတဲ့အချိန်မှာအင်ဖလီကလည်းဖန်တီးထားတဲ့ကရိယာကိုတုံးပြီးတော့ screen sliver ကိုခြေရခံလိုက်ပါ යි သူကတော့အချက်ပြမှုကိုလိုက်ပြီးတော့အစာအုပ်တွေကိုတက်သွားက screen sliver ရဲ့ပုံအောင်နေရာကိုတွေ့သွားခဲ့ပါ යි ဟယ်လင်ကသူ့လက်ကိုတကာအောက်ကနေထိုးသွင်းပြီးတော့တော်အားလုံးကိုဖွင့်လိုက်ပါ යි သူကတော့တိုက်ခန်းတဲ့ကိုဝင်သွားပြီးတော့စုံစမ်းစစ်ဆေးနေစင်မှာပဲယုတ်တိရဲ့ယောက်ျားတယောက်ကသူ့နောက်ကနေပေါ်လာခဲ့ပါ යි နိုင်ငံတွေကမှန်တွေလိုမြင်နေရပြီးတော့ဟယ်လင်ကတော့မျက်လုံးတွေကိုမှိတ်ထားရင်းနဲ့ရန်သူနဲ့ကိုတိုက်ခိုက်နေရပါ යි ရန်သူကတော့လျှက်စစ်တုံးနဲ့ဟယ်လင်ကိုတိုက်ခိုက်ပြီးတော့ထွက်ပြေးသွားခဲ့ပေမဲ့လို့ဟယ်လင်ကတော့သူ့ရဲ့နောက်ကိုလိုက်သွားခဲ့ပါတယ်။ဆက်ခရင်စလီဗာကလည်းမီးချက်ပြီးခလုတ်တွေကိုလိုက်ဖွင့်လိုက်ပြီးတော့အဲ့ဒါကြောင့်ပဲအင်နေကသူတွေကထွက်လာကြပါတယ်။လူတွေများကြီးထွက်လာတဲ့ကြောင့်ဟယ်လင်ကလမ်းပိတ်သွားပြီးတော့ဆက်ခရင်စလီဗာကလည်းထွက်ပြေးသွားခဲ့ပါတယ်။ဒါပေမဲ့လို့နောက်ဆုံးမှာတော့ဆက်ခရင်စလီဗာကိုဖမ်းမိပြီးတော့သူ့ရဲ့မျက်နှာဖုံးကိုဖိလိုက်တဲ့ခါမှာတော့ဟယ်လင်ကဒီလူကပီဇာပိုးတဲ့သူဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီသူကတော့သူ့ကိုယ်သူတော်ဘာလို့အဖမ်းခံရလဲဆိုတာကိုမသိဘူးဖြစ်နေခဲ့ပါတယ်။ ဘော့ကတော့ TV ကြည့်နေတော့မှာပဲသူရဲ့ပြင်လို့မရတော့အောင်ပျက်စီးသွားပြီလို့ထင်ထားတဲ့ကားကိုလေးလံတက်နေတာကိုတွေ့လိုက်ရတဲ့အတွက်သူလဲစားခံလိုက်ရတယ်ဆိုတာကိုသိသွားခဲ့ပါတယ်။ဘော့ကတော့မကျင်တတ်တဲ့အတွက်ကိုမှသူရဲ့အဝေးထည့် remote ကိုယူပြီးတော့ကားကိုအဝေးကနေကိုထိန်ချုပ်လိုက်ပါတယ်။ dash ကလည်းစိတ်ဝင်စားသွားတဲ့အတွက်ကိုအဲ့ဒီ remote ကိုယူပြီးတော့ဒုံးကြီးပြတဲ့လက်နက်ကိုဖွင့်လိုက်ပါတယ်။ဒါပေမဲ့လို့ဘုတ်ကားတော့သူ့ရဲ့စနေမရှိတဲ့ချိန်မှာဘာပြဿနာမှမဖြစ်စေချင်တဲ့အတွက်ကိုကားပြန်ယူဖို့ကိုလက်လျှော့လိုက်ပြီးတော့ဆက်ကိုပေးလိုက်ပါ යි ။အဲဒီချိန်မှာပဲဂျက်ဂျက်ကသူ့ပုံမှာထိုင်နေရင်းနဲ့နှာချေလိုက်တဲ့အတွက် ပြန်တန်းသွားခဲ့ပြီးတော့ဗောင်လက်ရဲ့ခန်းထဲကိုရောက်သွားခဲ့ပါတယ်။ဗောင်လက်ကတော့ပန်းရောင်မကောင်းစိုးဝါးလေးတကောင်ကသူ့ရဲ့နောက်ကိုလိုက်နေတာကိုမြင်နေရတဲ့အတွက်ကိုကြောက်ပြီးတော့ထွက်ပြေးသွားခဲ့ပေမဲ့လို့အရာကချက်ချက်ဖြစ်တာကိုတည်လိုက်ရပါတယ်။ကလေးတွေကသူတို့ရဲ့ညီလေးမှလည်းစွာရီရှိနေတာကိုတွေ့လိုက်ရတဲ့အတွက်သူတို့အဖေကိုမေးခွန်းတွေအများကြီးကိုမှမေးလိုက်ကြပါတယ်။ဘောကရလုံဝကူမှာပင်မနေတဲ့အတွက်ဘလို့ဖြစ်ရှင်းရမယ်မသိတော့ပဲဖြစ်နေခဲ့ပါ යි ။ကြေကြေကတော့ထပ်ပြီးကိုနှာချလိုက်တဲ့အတွက်အင်ကန်းနေကိုထွက်ပြီးတော့ရေကူးကန်နေကိုကြာသွားခဲ့ပေမဲ့လို့ဘောကရတုတ်ကိုခေတင်လိုက်ပါ යි ။ ဗောင်လည်းကတော့သူ့ဖေကိုဆေးပူနေတဲ့အတွက်လူကတ်ကိုခေါ်ဖို့ဆုံးဖြတ်လိုက်ပါလူကတ်ကတော့သူ့မိသားစုစီကိုတွားလေတဲ့ခါမှာတော့ဂျက်ဂျက်ကတော့စွာအစ်တစ်ခုကိုတွေ့သွားခဲ့ပြီးတော့အင်းရဲ့နေရာအနှံ့ကိုဖက်ကနေဖက်ကနေကိုရောက်သွားခဲ့ပါဘုတ်ကကူကီကိုတုံးပြီးတော့ဂျက်ဂျက်ကိုဆွဲဆောင်လိုက်ပါကြက်ကရိုကူကီစာရင်နဲ့ကုန်ကန်နီးမှာပဲပုပ်ကွန်နားတစ်ခုကိုထပ်တောင်းလိုက်ခဲ့ပေမဲ့လို့ဘော့ကရောမပေးနိုင်တဲ့အကြောင်းပဲကြက်ကရိုပန်းရောင်မကောင်းစိုးဝါးလေးအဖြစ်ကိုမှပြောင်းလဲသွားခဲ့ပါတယ် ီလိုမျိုးကြားဆရာချင်းတွေကိုတွေ့ပြီးတဲ့နောက်မှာတော့ Lucas ကသူ့တငယ်ချင်းကိုကလေးလေးကိုဘယ်လိုလုပ်ရမလဲကိုစဉ်းစားရင်းနဲ့ရေကတုံးတုံးချက်ချက်ကိုပေးလိုက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ Bob ကချက်ချက်ကို Anna အင်ကိုခေါ်သွားခဲ့ပြီးတော့ Anna ကတော့သူ့ရဲ့မိမကသူ့ချုပ်ပေးထားတဲ့ Hero Whistle ကိုမဝဲလို့စိတ်တူနေခဲ့ပါတယ်။ Bob စီကကလေးရဲ့အကြောင်းကြားပြီးတော့နောက်မှာတော့ Anna ကတော့ချက်ချက်အတွက်ကိုအထူးဝတ်ဆောင်တစ်ခုကိုပြုလုပ်ပေးဖို့အတွက်ကိုမှဆုံးဖြတ်လိုက်ပါတယ်။ကလေးရဲ့စွားရီကိုမြင်လိုက်တဲ့အခါမှာတော့ Anna က Bob ကိုကလေးကိုသူ့စီမှာညာအိတ်ခိုင်းလိုက်ပြီးတဲ့နောက်နေ့မနက်မှာအားလုံးကိုပြီးစီအောင်လို့လုပ်ပေးမယ်လို့ကတိပေးလိုက်ပါတယ်။ အဲ့ဒီအချိန်မှာပဲဝက်စတန်ကသူ့ရဲ့အင်ဂျင်မှာစူပါဟီးရိုးတွေပြန်လာတာကိုဂုဏ်ပြုဖို့ပါတီကြီးတစ်ခုကိုကျင်းပနေခဲ့ပါတယ်။သူကတော့နိုင်ငံပေါင်း၁၀၀ကျော်ကခေါင်းဆောင်တွေကိုသူ့ရဲ့တင်မော့ပေါ်မှာစုစည်းပြီးတော့စာချုပ်ချုပ်ဆိုကဟီးရိုးတွေကိုဥပဒေနဲ့အညီကိုပြန်လည်တည်ထောင်ဖို့ကိုစီစဉ်ရှိတယ်လို့ပြောလိုက်ခဲ့ပါတယ်။ဟယ်လင်ကတော့သူ့ရဲ့မိုက်ခရိုကင်မရာအသံတွင်းတွေကိုကြည့်ပြီးတော့မှန်တွေကလည်းမူမမှန်တာကိုတစ်ခုခုကိုတည်ထားမိသွားခဲ့ပြီးတော့သူဖမ်းတဲ့သူကမှားသွားပြီလားဆိုတာကိုတန်တရားဝင်လာခဲ့ပါတယ်။အီဗလင်ရောက်လာတဲ့အခါမှာတော့ဟယ်လင်ကသူ့ဝစ်ဆော့ပေါ်ကကင်မရာကိုချိန်ထားတဲ့ဆက်ခရင်စလီဗာရဲ့မော်နီတာတစ်ခုကိုပြလိုက်ပါတယ်။ သူကလည်းမျက်နှာဖုံးကိုဆစ်ဆီပြီးတော့မျက်မှန်တစုံကိုတွေးလိုက်ရပြီးဒီမျက်မှန်တွေနဲ့ပီဇာပိုသမားကိုထိန်းချုပ်ခဲ့တာလို့တည်လိုက်ရပါတယ်။သူရဲ့စီစဉ်တွေကိုတည်သွားတဲ့အတွက်ကိုမှ Evelyn က Helen ရဲ့မျက်နှာပေါ်မှာမျက်မှန်တွေကိုတင်ပြီးတော့နောက်တစ်ဆင့်ကိုစလိုက်ပါတယ်။နောက်တနေ့မနေ့မှာတော့ Fawn လက်ကသူ့အဖေကို coffee ယူလာပေးလိုက်ပါတယ်။ဘောက်ကရ18နှစ်ကြာ AB နိုးလာတဲ့အတွက်ကိုမှလန်ဆန်နေပါတယ်။သူကတော့သူ့ရဲ့သားကိုအန်နာအင်ကားနေကိုခေါ်လာခဲ့ပြီးတော့အန်နာကတော့ကြည်ကြည်ရဲ့စွမ်းအားတွေကိုထိန်းချုပ်ဖို့အသေးစားကိရိယာတစ်ခုပါတဲ့အဝေစားအစ်စ်ကိုဘယ်လိုသုံးရမလဲဆိုတာကိုတင်ပေးလိုက်ပါတယ်။ ဟယ်လင်ကတော့တတိပြင်ရလာတဲ့ခါမှာတော့ရေခဲရိနယ်ကိုဖုံးနေတဲ့အခန်းထဲကထိုင်ကုန်တလုံးပေါ်မှာပိတ်မိနေတာကိုသိလိုက်ရပါတယ်။သူကတော့မျက်မှန်တွေကိုချုပ်ဖို့ကြိုးစားပေမဲ့လို့အဗလင်ကသူ့ရဲ့အယိုးတွေကြိုးသွားနိုင်တယ်လို့တတိပြလိုက်ပါတယ်။ဝစ်တန်ကတော့သူ့ရဲ့ညီမရဲ့အစီအစဉ်ကိုလုံးဝကိုမှမတိခဲ့တာဖြစ်ပြီးတော့အဗလင်ရဲ့ကြံကတော့ဒီနည်းပညာကိုတောပြီးတော့လူရီရဲ့စူပါဟီးရိုးတွေအပေါ်မှာယုံကြည်မှုကိုလုံးဝဖျက်ဆီးပစ်ဖို့ပဲဖြစ်ပါတယ်။အဗလင်ကတော့သူ့ဖေတည်ဆုံမှုအတွက်ကိုမှစူပါဟီးရိုးတွေကိုအပြစ်တင်နေပြီးတော့သူတို့ကိုလက်စားချေဖို့လုပ်နေတာပဲဖြစ်ပါတယ်။ အိမ်တည့်ရဲ့နောက်ဘက်မှာတော့ပုပ်ကကလေးတွေကို NRT ထွင်ထားတဲ့ကြက်ကြက်ကိုထိန်ချုပ်ဖို့ကြိယာကိုဘယ်လိုသုံးရမလဲဆိုတာကိုသင်ပေးနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအင်လင်ကလည်းဖုန်းဆက်လာခဲ့ပြီးတော့ဟန်နာကအန်နီရဲတဲကိုရောက်နေတယ်လို့သတိပေးလိုက်ခဲ့ပါတယ်။ဘောက်ကရချက်ချင်းပဲလူစီရက်ကိုကလေးတွေနဲ့တူတူနေခိုင်းပြီးတော့သူ့ရဲ့ဝတ်စုံကိုဝတ်ကာဒက်ဖ်တက်တင်မော့စီကိုတွားလိုက်ခဲ့ပါတယ်။ဒက်ကာရသူ့အဖေရဲ့ပစ္စည်းတွေကနေတရင်အချက်လက်ကိုရှာနေစင်မှာပဲကာရမိုကွန်ထရိုးတစ်ခုကိုတွေ့လိုက်ရတဲ့အတွက်ကိုမှဗောင်လက်ကတော့သူ့ရဲ့ဝတ်စုံကိုဝတ်ပြီးတော့မိဘတွေနောက်ကိုလိုက်ဖို့ကိုမှပြင်ဆင်လိုက်ပါတော့တယ်။ မင်းနဲ့ငယ်ကြာမှာပဲအိမ်ဝေချခံထားရတဲ့စူပါဟီးရိုးတစုကတကားဝါမကိုပေါ်လာခဲ့ပါရင်ရေခဲလူသားကလည်းသူတို့ကိုဖယ်ရှားဖို့ကြိုးစားနေကြမှာပဲဒက်ရှ်ကတော့သူ့ဖယက်ကားကိုစာမောင်းဖို့ကိုကြိုးစားလိုက်ပါရင် အဗလင်ရဲ့ထင်ရှုံမှုအောက်မှာရှိနေတဲ့ဟီးရိုးတွေကအိမ်ထဲကိုဝင်လာပြီးတော့ကလေးတွေကိုဖမ်းဖို့ကိုကြိုးစားလိုက်ပိုင်းရေကဲလူသားကပထမအဆုံးဖမ်းခံရပြီးတော့ကလေးတွေကကြောက်ပိတ်သွားခဲ့ပိုင်းဒါပေမဲ့လို့ Mr. Incredible ရဲ့ကားကလည်းအချိန်မီရောက်လာပြီးတော့ကလေးတွေထွက်ပြေးဖို့အတွက်ကိုမှအခွင့်အရေးဖန်တီးပေးလိုက်ပိုင်း Lucas ကတော့နောက်ဆုံးမှဖမ်းခံလိုက်ရပြီးတော့မျက်မှန်တက်လိုက်တဲ့အခါမှာတော့ Evelyn ရဲ့ထင်ရှုံမှုအောက်ကိုရောက်သွားခဲ့ပိုင်း ဘော့ကတော့သူ့ရဲ့မိမကိုရှာတွေ့တဲ့ခါမှာတော့ဟယ်လင်ကသူ့ကိုတိုက်ခိုက်ပြီးတော့တိုက်နေစင်မှာပဲဘော့ကိုမျက်မှန်တွေတက်လိုက်ပါရင်အခုဆိုရင်တော့စူပါဟီးရိုးများစုကအေဗလင်ရဲ့ထင်းချုံမှုအောက်ကိုရောက်ရှိနေပြီဖြစ်လို့သူမရဲ့မစ်ရှင်ကိုပြီးအောင်လုပ်လုပ်နိုင်ပြီပဲဖြစ်ပါရင်အင်ကနေကိုထွက်ပြေးလာတဲ့ဖိုင်အောင်လက်နဲ့ဒက်စ်တို့ကလည်းစူပါဟီးရိုးတွေကိုထင်းချုံခံနေရတာကိုသိလိုက်ပြီးတော့မိဘတွေနောက်ကိုလိုက်ဖို့ကိုဆုံးဖြတ်လိုက်ခဲ့ပါရင်သူတို့ကတော့လမ်းပြောင်းနေတဲ့အတွက်ကားရဲ့အတန်ပြောတဲ့နောက်ကိုမှလိုက်ခဲ့ပြီးတော့တင်မော့စီကိုရိုက်သွားခဲ့ပါရင် ဝင်းစတန်ကအဲ့ဒရီကိုကြိုဆိုပြီးတော့အခမ်းအနားကိုစတင်လိုက်ပါတယ်။ဗောင်လက်ကတော့ဒက်ရှ်ကိုကြက်ကြက်ကိုကြည့်ခိုင်းပြီးတော့သူ့ကိုမမြင်နိုင်လောက်အောင်လုပ်ကာသူ့ရဲ့မိဘတွေကိုရှာဖို့ထွက်လာခဲ့ပါတယ်။မိဘတွေမိနစ်အနည်းငယ်ကြာမှာပဲကြက်ကြက်ပြောက်သွားခဲ့တဲ့အတွက်ကိုမှဒက်ရှ်ကပုံနေရကနေကိုထွက်လာပြီးတော့သူ့ကိုရှာပါတော့တယ်။ဗောင်လက်ကတော့အပင်တပင်ကိုမတော်တဆတိုက်မိလိုက်တဲ့အတွက်အညှို့ခံထားရတဲ့ဟီးရိုးတွေကသူကိုမြင်သွားတဲ့အတွက်ကိုမှတိုက်ခိုက်လိုက်ကြပါရင်သူကတော့ violet ကိုထိန်းချုပ်မျက်မှန်တပ်ဖို့ကိုနှိစက်သွားခဲ့ပေမဲ့လို့ violet ကတော့သူ့ကိုလှဲချလိုက်ပြီးတော့ရှောင်တိန်နိုင်ခဲ့ပါရင် ောင်နှမတွေတွေ့တဲ့အခါမှာတော့သူတို့ကကရိယာတွေကိုတုံးပြီးတော့အငယ်ဆုံးလေးတွေကိုချက်ရခံလိုက်ကြပြီးဂျဂျက်ကတော့ဒက်လစ်ကားထဲမှာရှိနေတာကိုတွေ့လိုက်ရပါတယ်။အဖလင်ကတော့ဟယ်လင်နဲ့ဘော့ပ်တို့ကိုအဲကန်းကိုပို့လိုက်ပြီးတော့ဝစ်စတန်ကတော့တန်အမတ်ကြီးစစ်လစ်ကိုအပြပြဆိုင်ရာသူရဲကောင်းသဘောတူညီချက်ကိုပထမဦးဆုံးလက်မှတ်တိုးဖို့ဖိတ်ကြားနေခဲ့ပါတယ်။ဖောင်လက်ကရော့ဂျက်ဂျက်ကိုတွေးတဲ့အခါမှာတော့ကလေးကမိတောက်တွေကိုထွက်နေတဲ့အတွက်ဖောင်လက်ကရော့မိတက်ကရိယာကိုတုံးပြီးတော့မိကိုနှိမ့်တက်လိုက်ရပါတယ်။စူပါဟီးရိုးတယောက်ကအဲ့ဒီအတန်ကိုကြားပြီးတော့သူတို့နောက်ကိုလိုက်လာခဲ့ပါတယ်။ ခူလာကလည်းသူ့ရဲ့စွမ်းအားတွေနဲ့မောင်နှမ၃ယောက်ကိုဖမ်းလိုက်ပေမဲ့လို့ဂျဂျက်ကတော့အေယာမကလေးအွယ်အစားအဖြစ်ကိုမှပြောင်းသွားခဲ့ပြီးတော့သူတို့ကိုလှည့်ချလိုက်ပါသူထင်းချုပ်ကရိယာကိုလည်းဖြည့်ဆည်းလိုက်ပြီးတော့ထွက်ပြေးသွားတဲ့အတွက်ကိုမှ violet ကိုလည်းသူတို့မောင်ကိုပြန်ခေါ်ဖို့အတွက်ကိုမှပြေးလိုက်ရပါတော့ရင်အပြပြဆိုင်ရာသဘောတူညီချက်လက်မှတ်ထိုးတာကိုကဘာတဝမ်းကကြည့်ရှုနေကြပြီးတော့ evelyn ကတော့ဒါကိုအခွင့်ကောင်းယူကာတရေကောင်းနေရဲ့ဂုံတရင်ကိုထိခိုက်အောင်လို့လုပ်လိုက်ခဲ့ပါ helen ကတော့လူသားတွေကိုစန့်ကျင်တဲ့ထူးဆန်းတဲ့ဟော့ချက်တစ်ခုလုပ်လိုက်ပြီးတဲ့နောက်မှာတော့ထုတ်လွှင့်မှုကိုဖျက်တောက်လိုက်ပါ ယူရိုင်းကတော့ဒီစကလုံးတွေကိုကြောက်ရွံ့သွားကြပေမဲ့လို့ဒါကတော့အဆိုးဆုံးမဟုတ်သေးပါဘူးသူတို့တောင်ယောက်ကတင်းမော့ကိုထိန်းချုပ်ခံတဲ့ကိုဝင်ပြီးတော့တင်းမော့လမ်းကြောင်းကိုမျိုးစီကိုပြောင်းလိုက်ပါတယ်ဘောက်ကတော့နောက်ထပ်ဘသူမှလမ်းကြောင်းပြောင်းလို့မရအောင်လို့ထိန်းချုပ်ပြားကိုဖျက်ဆီးလိုက်ပါတယ်မထင်မှတ်ထားပဲကြက်ကြက်ကတော့ခံတဲ့ကိုဝင်လာခဲ့ပြီးတော့သူ့ရဲ့စွမ်းအားနဲ့သူ့မရဲ့ထိန်းချုပ်မျက်မှောက်ကိုဖယ်ရှားလိုက်ပါတယ်ဟယ်လင်ကတော့ထိန်းချုပ်မှုကနေကိုလွတ်မြောက်သွားတဲ့လူကတ်စ်နဲ့ဘော့ကိုလည်းလုံအောင်လို့လုပ်ပေးလိုက်ခဲ့ပါတယ် တရေကောင်းတွေကတင်းမော့ကိုရက်ဖို့နီလန်းကိုရှာဖို့လှုပ်လိုက်ကြပြီးတော့ဗောင်လက်ကရတုအမေကိုအရင်ကဝစ်ဆုံဟောင်းနေပဲပြေးလိုက်ခဲ့ပါတယ်။ယိုဒီရဲ့တခြားသောဟီးရိုးတွေကအခန်းထဲကိုဝင်လာခဲ့ပြီးတော့တိုက်ခိုက်ကြရင်လည်းဟယ်လင်ကရတုကလေးမှာစူပါပါဝါတွေရှိနေတာကိုသိလာခဲ့ရပါတယ်။တဖြည်းဖြည်းနဲ့သူတို့အဖွဲ့ကလည်းတခြားသောဟီးရိုးတွေရဲ့မျက်မှန်တွေကိုဖယ်ရှားပြီးတော့အက်ဗလင်ရဲ့ထိန်ချုပ်မှုကနေလွတ်မြောက်အောင်လုပ်လုပ်ပေးလိုက်ပါတယ်။အဲ့ဒီတွေအားလုံးစဉ်းညှို့ခံထားရတော့မှပဲအက်ဗလင်ကသူ့ကိုကိုခေါ်ပြီးတော့သူနဲ့တူတူကိုထွက်ပြေးဖို့ကိုကြံစီလိုက်ပါတယ်။ ဝက်စတန်ကတော့သူ့ရဲ့ညမတစ်ခုခုမှားနေတာကိုတီးလိုက်တော့တင်မော့စီကိုပြန်ပို့ဆုံးဖြတ်လိုက်ပါဒါပေမဲ့လို့ if len ကတော့သူ့ရဲ့ဂျက်လက်ရင်ထဲကိုထွက်ပြေးတာဖြစ်တဲ့အတွက်ကိုမှတင်မော့စီကိုပြန်လို့မရဖြစ်နေခဲ့ပါဘူး။ဟယ်လင်ကတော့သူ့ကိုရက်ဖို့ကိုပြေးသွားလိုက်ပြီးတော့ဘော့ကတော့တင်မော့အင်ဂျင်တွေကိုပိတ်ဖို့ကြိုးစားလိုက်ပါဘူး။ဒါပေမဲ့လို့ခူလာကတော့သူတို့ကိုပိုက်တွေကြားထဲကနေပိတ်မိနေအောင်လို့လုပ်လိုက်ပါဘူး။ဘော့ကတော့ပြန်ပြီးတော့ထလာခဲ့ပြီးတော့ if len ရဲ့ထင်းချုံမှုအောက်မှာရှိနေတဲ့နောက်ဆုံးဟီးရိုးကိုလွတ်အောင်လို့လုပ်ပေးလိုက်ပါဘူး။ Vaughn ရဲ့ပေါ်တယ်တွေကနေပြီးတော့ဟယ်လင်ကဂျက်လက်ရင်ပေါ်တက်ပြီးတော့ခဲယုတ်ကန်းစီကိုရအောင်လို့တွားလိုက်ခဲ့ပါဘူး။ ဟယ်လင်ခန်းထဲကိုဝင်လာတဲ့ခါမှာတော့အီဗလင်ကလည်းအောက်ဆီဂျင်စီးဆင်းမှုကိုဖြတ်တာလိုက်ပါဟယ်လင်ကတော့မိတနက်နဲ့အီဗလင်ရှိတဲ့နေရာကိုပြစ်လိုက်တဲ့အတွက်ကိုမှလေယာဉ်မှန်ကွဲသွားပြီးတော့အောက်ဆီဂျင်ပြန်ရလာခဲ့ပါအဲဒီနောက်မှာတော့ဟယ်လင်အီဗလင်ကိုကယ်တင်ဖို့ပြန်လာခဲ့ပါတင်မောထိန်ချုပ်မှုစနစ်ပျက်စီးသွားပြီးတော့ဗောင်လက်ကတော့တင်မောလမ်းကြောင်းကိုလမ်းထဲကိုမှပြောင်းပြီးတော့မျိုးရဲဆက်ညင်ဘက်ကိုလှည့်ဖို့ကိုစဉ်းစားလိုက်ပါဘုတ်ကတော့ကြာစုကျိုးရီနဲ့ချက်ပြီးတော့ရေထဲကိုမှခုန်ချလိုက်ပါပြီးတော့ dash ကိုခလုတ်နှက်ပြီးတော့သူ့ကိုပြန်ဆွဲခေါ်ဖို့ကိုပြောလိုက်ခဲ့ပါတယ် တင်မော်လန်ကြောင့်ပြောင်းလိုက်တဲ့ခါမှာတော့ဝက်စတန်ကလည်းအက်ဒယ်ရီကိုစိတ်ညွတ်နေတဲ့ဖန်သားပြင်ကိုဖျက်ဆီးလိုက်ပြီးတော့လူရီကိုတင်မော်နောက်ပိုင်းကိုသွားဖို့ကိုအမိန့်ပေးလိုက်ခဲ့ပါတယ်။ဒက်ရှ်ကတော့သူ့ရဲ့ဖေကိုပြန်ဆွဲတင်လိုက်ပေမဲ့လို့တင်မော်ကတော့အမြန်နှုံးနဲ့ကိုမှဆက်သွားနေခဲ့တာပါ။တင်မော်ကတော့မျိုးရဲကိုဝင်တိုက်ခံနေမှာပဲ။ကိုစုံကပင်လေကိုရိတ်ခဲ့ပြီးတော့အကြီးစားပြည့်စည်မှုမဖြစ်အောင်လို့ရက်တန်နိုင်ခဲ့ပါတယ်။မျိုးကိုကယ်တင်တဲ့အတွက်ကိုမှဂျေဆုတင်တဲ့အနေနဲ့တရားသူကြီးဟာဟီးရိုးတွေကိုတရားဝင်ခွင့်ပြုလိုက်ခဲ့ပါတယ်။ဗောင်းလက်ကြောင်းပြန်တက်ပြီးတော့ထိုနီနဲ့ကိုမှပြန်နှီးဆက်ဖို့ကိုစူးစမ်းလိုက်ပါတယ်။ ရတက်တပတ်အနေငယ်ကြားတဲ့ခါမှာတော့သူတို့စုံတွေကရုပ်ရှင်တူတူကြည့်ဖို့ကိုတွေးလိုက်ပြီးတော့ဗောင်လက်ကတော့ထုံနေကိုသူ့ရဲ့မိသားစုနဲ့ကိုမှမိတ်ဆက်ပေးလိုက်ပါရင်ရုပ်ရှင်ရုံရှိရောက်တဲ့ခါမှာတော့သူတို့စီကိုလူရမှုတစ်ခုဖြစ်နေတယ်ဆိုတဲ့သတင်းကဝင်လာခဲ့ပါရင်ဗောင်လက်ကတော့ထုံနေကိုရုပ်ရှင်ရုံရှိမှာချထားပေးပြီးတော့သူ့အတွက်ကိုနေရဥပိပုံနဲ့ရုပ်ရှင်မစခင်သူ့ပြန်လာမယ်လို့ဆိုတာကိုပြောလိုက်ခဲ့ပါရင်ဘောပြက်ကာကတော့ပြောင်းလဲသွားခဲ့ပြီးတော့အဲ့ဒီအချိန်မှာပဲ The Incredible မိသားစုကမြို့ကိုထပ်မံကင်တင်ဖို့ပြင်ဆင်လိုက်ကြပါတော့တယ် ဒီတစ်ခါမှာတော့သူတို့တွေကအရင်လိုမျိုးမဟုတ်တော့ဘဲနဲ့တရားဝင်လုံပိုင်권နဲ့လူစုတွေကိုလိုက်ဖမ်းလို့ရသွားပြီပဲဖြစ်ပါရင်ဒီနေရာလေးမှာပဲကျွန်တော်တို့တင်ဆက်မှုလေးကလည်းပြီးဆုံးသွားခဲ့ရပါတယ်ခင်ဗျာအခုလိုမျိုး animation စကားကောင်းတွေကိုစဉ်စဲမပြတ်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Magic Minute Channel လေးကိုလည်း like and subscribe လေးတွေလုပ်ထားပေးခဲ့ကြပါအောင်နော်ကြည့်ဒါဆိုရင်နောက်နေ့တွေမှာစကားကောင်းတွေနဲ့တူတူပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်